အလက်ဇန္ဒားပန်တိုဂျာနဲ့ဂျော့ရှာဗိုင်ယာတိုက်ပွဲကတော့ UFC 323မှာအခုပဲအဆုံးသတ်သွားပါပြီအစပိုင်းမှာပန်တိုဂျာက6ကန်ချက်တွေကိုသုံးဖို့ကြိုးစားနေခဲ့ပါတယ်နောက်စလုံးကတော့လက်ဝိတ်ဖလှယ်မှုတွေနဲ့စတင်ပြီးတော့ဒူရပြန်ကိုဒူပြန်တိုက်ဖို့ကြိုးစားခဲ့ကြပါတယ်တိုက်ခိုက်ရေးသမားနောက်စလုံးကအချင်းချင်းဆန်းသတ်နေကြတာဖြစ်တယ်ဂျော့ရှာဗန်ကသူ့ရဲ့ညာလက်တီကိုထိုးဖို့လဲစူးစမ်းနေခဲ့တယ်။ဘန်ဒိုဂျာကသူ့ရဲ့သူ့ကိုစစ်တိုးလာပြီးတော့ ရတီဂျက်တွေတော့ပြောင်းလဲပြီးတော့နေနေပါတယ်ပထမတစ်ချိန်ပထမအချီစက္ကန့်20မှာပဲဘန်ဒိုဂျာကခေါင်းကိုကန်ကျင်တဲ့ဗန်ဂိုဆိုက်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်ဗန်ကကာကွယ်ရင်းအဲ့ဒီကန်ကျက်ကိုဖမ်းမိခဲ့ပါတယ်အဲ့ဒီအချိန်မှာဘန်ဒိုဂျာဟာလက်မောင်းကိုစိုးစိုးဝါထိခိုက်ပြီးပြုတ်ကျသွားခဲ့ပါတယ်ဒီပြုတ်ကျမှုကတော့ပွဲကိုအချက်ချင်းအဆုံးသတ်စေခဲ့ပါတယ်ချန်ပီယံအတွက်အလွန်ထူးဆန်းတဲ့မတော်တဆမှုနဲ့ဒဏ်ရာပဲဖြစ်တယ် ခွဲထွက်လိုက်တဲ့အခါမှာပန်ဒူဇာကလက်ကိုမြေပြင်မှာထောက်ဖို့အတွက်စူးစမ်းခဲ့တာဖြစ်တယ်အဲ့ဒီအချိန်မှာသူ့လက်မောင်းကရုတ်တရက်ပြိုကျသွားခဲ့တဲ့ဒဏ်ရာကတဒေါန်စစ်ကနေပြီးတော့မှအလွန်ဆိုးဝါးတဲ့ဒဏ်ရာလို့ထင်ရပါတယ်မကြတိခင်ကအလွန်လွမ်းမိုးထားတဲ့ချန်ပီယံတယောက်မှဒီလိုဒဏ်ရာဖြစ်သွားခဲ့ပါဖြစ်ပါတယ်ဘွဲအဆုံးသတ်ပုံကတော့အလွန်ကန်ဆိုးတဲ့နေလိုက်မှဖြစ်တယ်ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်ဂျော့စတော့ဗန်ကတော့ flyweight champion ဖြစ်တော့ပါပြီလူအများစုကတော့မျောလင့်ထားတဲ့ပုံစံနဲ့တော့မဟုတ်ပါဘူးလူတိုင်းမျောလင့်ထားတဲ့အဆုံးသတ်မှုလည်းမဟုတ်ပါဘူး ဒီပွဲနဲ့ပတ်သက်ပြီးတင်းတို့ရဲ့အသွေးအမြင်တွေကိုအောက်ကွန်မန့်မှာရေးပေးခဲ့ကြပါနောက်ထပ်ပွဲတွေနဲ့ဒီရင်တွေအားလုံးကိုကျွန်တော်ဆက်ပြီး update ပေးနေပါမယ်ဒီလို update တွေကြိုက်နေရဆိုရင်လည်း like ခလုတ်နှိပ်ပြီးတော့ subscribe လုပ်ပေးဖို့မမေ့ပါနဲ့